ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေရေညစာပြင်ဆင်ဖို့ဘလောက်ကြာမှလဲပိုက်ထက်ကြွက်တွေတောင်စားလို့ခုန်နေကြပြီအိုးဖျားသခင်ငါသမီးလေးကဘလောက်တောင်စားပုတ်တာလဲနည်းနည်းလေးမှတီးမခန့်နိုင်ဘူး ခဏကြာမှဒေါ်ချူးကဟင်းရင်နဲ့ထမင်းကိုပကန်းလေးထည့်ပြီးခင်းစိန်ကိုစားဖို့အတွက်ပေးလိုက်ပါတည်းဒါပေမဲ့ထမင်းကိုမြင်တော့ခင်းစိန်က စိတ်တူသွားပါတော့တယ်အမေဒါပါထမင်းလေကျမပူရီမပါပဲဘိုင်းမပြည့်ဘူးဆိုတာမေးသိရသားနဲ့ဒီကလေးမှငါစိတ်ဆိုးပြီးမှပဲစားနိုင်မှထက်နေထမင်းပူပူဟင်းရင်နဲ့စားတာအရသာရှိပါတယ်စားကြည့်ပါလားဟာအမေကျမဟင်းရင်နဲ့ပူရီစားတာပုတ်ကြိုက်တယ်ကျမအတွက်ပူရီလောက်ပဲပြီးတီထမင်းကိုပြစ်လိုက်ပါ ပလဲတွေကိုဝက်ရှိတ်ချပြတာနဲ့တူတူပဲသူကပူရီရလွယ်ပြီးဘာမှမစားနိုင်ဘူးယောက်ခမအိမ်မှာလက်ထပ်ပြီးပဲဟင်းနဲ့ထမင်းမစားရမယ်ဆိုရင်သူဘလို့လို့အသက်ရှင်နေမလဲဒေါ်ချူကတော့ခင်စင်ရဲ့ပူရီစားခြင်းကိုကြိုက်နှစ်သက်တဲ့စိတ်ကြောင့်သူ့ရဲ့အိမ်တော်ကြီးကိုစိတ်ပူနေတာပေါ့ရန်နေငယ်ကြမှာပုံနာကြီးကသူတို့မိသားစုအတွက်လက်ထပ်ပွဲစီစဉ်ပြီးပြီးလက်ထပ်ပွဲအတွက်ခင်စင်ကိုသူတို့သားဘက်ကလာရောက်ကြည့်ရှုကြပါတည်းမင်္ဂလာပါညီမလေးမင်္ဂလာပါအကိုကြီးမင်္ဂလာပါထိုင်ကြပါအောင်ရှင် ဟေးဒီဆန်အိနဲ့ပဲအိကိုဘယ်မှာထားရမလဲကျွန်တော်ဒီဆန်အိနဲ့ပဲအမျိုးအစား၁၀မျိုးကိုညမာလေးအတွက်ယူလာခဲ့တာဒီကမဟုတ်လို့တဲ့ဆိုင်တွေကဆိုင်မဖွင့်လို့အချိုးဘွဲတွေမဝင်နိုင်ခဲ့ဘူးဒါကြောင့်ကျွန်တော်ဆိုင်ကပဲနေဆန်ကိုယူလာခဲ့တာဆွေမျိုးအိကိုလက်ပလာနဲ့လာရတာမကောင်းဘူးလေဟုတ်ကဲ့ဟုတ်ကဲ့ဒါလေးဒီတောက်မှာထားလိုက်ဒီလိုနဲ့မိသားစုနှစ်စုကစကားပြောခဲ့ကြပါတည်းဒီတုံးတွင်မှာခင်းစင်ရဲ့စိတ်ထဲမှာရှုပ်ထွေးမှုတွေရှိနေခဲ့ပါတယ် ဘသူကဒီလိုပဲနဲ့ဆံရှူလာပြီးလက်ထပ်ပဲလောက်ကြလဲတတော်လေးကိုထူးဆန်းတဲ့မိသားစုပဲညီမလေးကိုဘန့်ကိုရံပြောတာကိုကိုကိုချီးမွမ်းတာနဲ့တူနေပေမဲ့လေအကိုတို့ကချမ်းသာတဲ့မျိုးရွကပါအကိုတို့နှစ်ပေါင်းများစွာကလေးကဆံကိုအစိုးရစီကခွဲတဲ့နဲ့ရခဲ့တာဒါပြင်ကုံစုံဆိုင်လေးဖွင့်ထားသေးတယ်ပဲမျိုးမျိုးလက်ကားရောက်တဲ့ဆိုင်လေးရှိတယ်မချူမင်းရဲ့ခင်စိန်ဒီမီသားစုနဲ့လက်ထပ်ရင်ရံပြောမှာရှောက်စင်းစားပြီးတော့အချိန်ဖြုံးမနေနဲ့တော့ ကျမရှင်တို့မိသားစုကြိုက်တယ်။ကျမသမီးကအစားတောက်ကြိုက်တာဆိုတော့သူ့လိုပဲစားတက်တောက်တက်တဲ့မိသားစုရှာနေတာ။အခုမင်းတို့အကုန်ဒီမှာရှိနေတော့ဇာတာတိုက်ပြီးတော့မင်္ဂလာရက်ကိုပါရွေးလိုက်ကြဆိုလေ။ရန်နေငယ်ကြမှာတော့မင်္ဂလာပွဲကိုခန္ဓာကြီးကျယ်စွာကျင်းပပြီးခင်းစင်းတယောက်သူ့ရောက်ခမရင်ကိုရောက်လာခဲ့ပါတယ်။အခုဆိုရင်ခင်းစင်းကတော့လူခွနှစ်ယောက်ရှစ်ယောက်ကပဲခွနှစ်မျိုးရှင်မျိုးစားတဲ့သူ့ရောက်ခမရင်မှာဘိုက်ပြအောင်စားနိုင်မလား။ ဒါမှမဟုတ်ရင်ပူရီစားခြင်းစိမ့်နဲ့ဒုက္ခရောက်မလားဆိုတာကြည့်ရပါတော့မယ်။ချွေးမလေးရဲ့စားတောင်းဆန်အိုးကန်နာနဲ့ကြည့်ရတာ။ရောင်းမလေးဆန်အိုးထက်ထမင်းတွေကိုတည်တည်ချာချာကန်ပေး။ငါတို့နိုင်ငံမှာဆန်တွေပြန့်ကျဲလေလေ။အိမ်မှာပစ္စည်းအောက်စာတွေပုံများလေဆိုရယ်ယုံကြည်ချက်ရှိရသိရမလား။ဟုတ်ကဲ့ရောင်းမ။တို့တလောက်ချမ်းသာနေတာတော့မှမလုံလောက်သေးဘူးလားမသိဘူး။ခင်းစင်အိမ်ထဲဝင်ဝင်ချင်းဘိုက်ကစားလို့မြည်လာခဲ့ပါတော့တယ်။ကင်မရာသမားကသူ့ကိုပဲဓာတ်ပုံလိုက်ရိုက်နေလို့ သူ့မင်္ဂလာပွဲမှာကောင်းကောင်းမစားခဲ့ရဘူးလေကွယ်။ပဲပူရီ၊ကြက်သားပူရီ၊စိတ်သားပူရီလိုမျိုးပူရီအမျိုးအစားတွေများရှိခဲ့ပေမဲ့မစားလိုက်ရအောင်ငါ့မှာစားချင်စိတ်နဲ့စားနေရတာ။ပင်ပန်းနွမ်းနေမှုကြောင့်လူတိုင်းကအနားယူဖို့အတွက်သူတို့အခန်းတွေစီကိုသွားကြပါတည်းဒီလိုနဲ့နောက်တစ်နေ့လိမ့်စတင်ခဲ့ပြန်ပါလိမ့်။အင်းဒီတိမ်ခက်အနှစ်ကအရင်အရသာရှိရပဲငါအမြန်မုံညက်နေပြီပူရီလောက်မယ်ငါလှုပ်ထားတဲ့ပူရီကိုစားပင်း ငါရခမတွေရှာလဲသွားကြမှာ။ဦးရီလှုပ်ဖို့အတွက်ခင်းစင်းကမုံညက်ကိုအန်ဆွေးတိုင်းနဲ့ဦးရီတိုင်းမှာရှာဖွေပေးမဲ့လေ။ဘယ်နေရာမှမမတွေ့ခဲ့ပါဘူး။မိဖို့ကြောင့်တစ်ခုလုံးရှာခဲ့တာမှမုံညက်ဘူးမတွေ့ဘူး။အဲ့ဒီအခိုက်အတန့်မှာရခမကပဲမျိုးစာစင်မျိုးကိုယူလာပြီးရောင်မဖြစ်သူကစန်တိတ်ကိုမိဖို့ကြောင့်လေးကိုယူလာခဲ့ပါတည်း။ဟေးခင်းစင်းချွေးမလေး။ဟောမမဒီစန်အိတ်တသေးလေးတောင်နေမရွှေ့နိုင်ဘူးလား။ ပဲနဲ့ထမင်းအပြည့်စားထားတာတော့မှနေအယိုးတွေအားမရှိဘူးလားအမေဇန်24ပြည့်အိတ်ကြီးလေလေးတယ်အမေရဲ့ကဲခင်စိန်ချွေးမလေးနေရအောင်ထမ်းပင်လို့ဘာလို့ရက်နေရလဲကုညီပေါင်းဟဲ့ဟုတ်ကဲ့အမေအမေဒီအိတ်ကတကယ်လေးတာပဲအသက်ရှူလို့တော့မရဘူးဟင်းအနက်လေးကအရန်ကောင်းတာပဲရောက်မလေးဘာလို့ထားရလဲကျမတိမ်ခဲအနက်လောက်ထားတယ်ပူရီအတွက်မုံညက်နယ်ဖို့ကြိုးစားနေတာဒါပေမဲ့မုံညက်ကိုရှာလို့မတွေ့ဘူး အဲဒီခါမှာရောက်ခမကခင်းစင်ကိုငောင်းငန်းရင်နဲ့ပြောလိုက်ပါတည်း Hey ချွေးမလေးငါတို့အိမ်မှာဘသူမှပူရီမစားအောင်အဲ့ဒါကြောင့်ငါမုံညက်မဝဲဘူးလူတိုင်းနေ့တိုင်းပဲအမျိုးစားဆယ်မျိုးနဲ့ထမင်းမစားကြတာဘာမှမချက်ခင်နေငေါ့မေးတင်တာပေါ့နင်တိမ်ခဲအနစ်ကိုမလိုအပ်ပဲလှုပ်မိလို့ပတ်စံတွေအလကားကုန်သွားပြီအခုပဲနဲ့ထမင်းမြန်မြန်ချက်တော့ရောင်းမလေးဒီပါစမာတီစန်တပြူတေချာရေးဆေးပြီးတော့ချက်ပေးပြီးရင်မောင်မခေါ်ပဲပဲတီစိန်ပဲနဲ့ပဲစိန်ပဲအစိန် ပဲကြီးဆယ်မျိုးရွှေ့ပြီးတော့တန်ရှင်းအောင်လုပ်ပြီးချက်ပြုတ်ပေးနော်။ပဲမျိုးစားဆယ်မျိုးနဲ့ထမင်းပြင်ဆင်ဖို့ပြောတာကိုကြားလိုက်ရတော့ခင်းစင်ကအံ့ဩသွားပါတော့တယ်။စံတပြီးကများနေမှာမဟုတ်ဘူးလား။ပြီးတော့ဘသူကတခါတည်းပဲမျိုးစားဆယ်မျိုးစားမှလဲ။ချွေးမှလေးရဲ့ငါတို့စားမှပေါ့။တခြားဘသူကစားမှလဲ။ငါပိုက်တဲ့ကကြွက်ကြောင်မြင်းစင်နွားနဲ့ကျွဲတွေအကုန်လုံးစားလို့အသေးအံကခုန်နေကြပြီဟဲ့ခင်စင်လေးရောက်ခမစကားကြောင်ဒေါသထွက်ပြီး စံစည်းကချက်ဖို့အတွက်လှုပ်လိုက်ပါတည်းပြီးတော့စိတ်တူတူနဲ့ပေးရီကိုရွေးပြန်ပါတည်းငါတော့ဒီလိုပေးနဲ့ထမင်းစားရရောက်ခမအိမ်မှာပူရီစားချင်တာနဲ့ပဲတေးရတော့မှထန်တယ်အိမ်နောက်ရောင်မနှစ်ယောက်ဖြစ်တဲ့ကြပြားနဲ့မြက်လေးကမိဖို့ကြောင့်ကိုမုံညင်းစီထောပန်နဲ့ငရုတ်ပြီးကြောက်ဖို့တွေယူလာကြပါတည်းကျောင်းမရေပေးအတွက်စီချက်ချက်ဖို့တီပစ္စည်းတွေယူဖဖေကကလပ်ဘဲကိုဘာမှမထည့်ပဲစားတယ်ကျန်နာရီကတော့ပဲစိတ်နဲ့ညှုပ်သီးနေဟင်းမယ် အကူကတော့ပေးစိမ့်ထောပက်စီချက်နဲ့စားတယ်။နင်ငေါ့ကိုမုတ်လောက်တဲ့သူလို့သဘောထားပြီးအမိန်ပေးနေရပဲ။ကြပြကုံစုံဆန်းနဲ့မုတ်ညက်တစ်၁၀သားလောက်ဝယ်ပေးပါလား။ငါပူရီလောက်စားမယ်။ငါထမင်းမစားနိုင်ဘူး။ခင်စိမ့်ရောင်းပါလေ။ငါတို့အိမ်မှာတပြိုနှစ်တောင်းခွဲတန်တဲ့ပါစမာတီဆန်ကိုဈေးကြီးပေးပြီးတော့စားကြရဲဆိုတာနင်သိလား။တဖြည်းဖြည်းနဲ့နင်ထမင်းကိုကြိုက်လာလိမ့်မယ်။ကဲကြပြရေအခုသွားကြဆုံးငါတို့ထမင်းစပွဲမှာထိုင်ဆောင်နေမယ်။ငါတို့ကြောင့်မိဖို့ကြောင့်မှရှုပ်ကုန်ပြီ။ သူတို့နှစ်ယောက်လုံးခင်းစိတ်ကိုမကူညီကျင်ကြတာကြောင့်မိဖို့ကြောင့်ကနေတိတ်တိတ်လေးထွက်သွားကြပါတော့တယ်။တယောက်တည်းကျင်းခဲ့တဲ့တနာစရာချွေးမလေးကဘဲမျိုးစားစင်မျိုးနဲ့ထမင်းချပ်ပြီးချွေးတန်တရွှဲရွှဲနဲ့ဖြစ်နေပါတည်း။အေးချွေးမလေးနေဟင်းချက်တာတော်တော်အချင်းယူတာပဲ။ငါ့အခုမြေမြန်လေးထမင်းကျွေးပါဦး။လာပါပြီယောက်ကတိကြီး။လာကြတော့မကူကြပဲ။စားတာကြတော့မြေမြန်စားချင်တာအံ့ဩပါ။ ထမင်းစွဲတဲခင်းလိုက်ကြနေလူတိုင်းကစားစရာတွေအပေါ်ခွန်အုပ်မတန်စားကြပါတော့တဲ့။အိုးချွေးမလေးနင်ထမင်းချက်ထားတာကောင်းလိုက်တာ။ပင်းဟင်းကလည်းခက်ပြစ်ပြစ်လေးဖြစ်နေတာကောင်းချက်ပဲ။နည်းနည်းတော့ထပ်ထည့်ပေးပါဦး။အန်တီသမီးလည်းပဲနဲ့ထမင်းထပ်စားချက်နဲ့အခုပဲထည့်ပေးမယ်နော်။အိုးဖရာသခင် လူကြီးတွေတင်မက ကလေးတွေပါပဲနဲ့ထမင်းအများကြီးစားကြတာပဲ။နောက်ဆုံးစားပြီးတဲ့နောက်မှာတော့ ယောက်ကမကထိုင်ရင်နဲ့ခင်းစင်ကိုစကားတခုပြောလိုက်ပါတည်း။ကဲချွေးမနေအရန်အရသာရှိတဲ့ပဲနဲ့ထမင်းပြင်စင်မင်းငါတို့ကျွေးတာကျေးဇူးပါ။အခုနဲ့လဲစားလို့ရပြီ။တနားစီကကောင်းမလေးကမစားခြင်းမင်းထမင်းနဲ့ပင်ဟင်နေနေကိုစားလိုက်ပါတည်း။ဒီပဲနဲ့ထမင်းကအရန်ကို၆ကက်ကက်ကြီးငါတော့ပူရီနဲ့ဟင်းသင်းရွက်ချပါတီကိုကြိုက်တယ်။ ဒီလိုနဲ့ပဲညမမလေးရောက်ခမကမိဖို့ကြောင့်မကုံသွားတဲ့ပေးစိမ့်တွေဆန့်တွေကိုပြန်ဖြည့်ထားပြန်ပါတည်းချွေးမလေးနှစ်လားပြီလားပဲနဲ့ထမင်းမြင်မြင်ချက်ပေးပါအောင်လူတိုင်းပိုက်စာနေကြပြီအမေဒီပဲအမျိုးစားဆယ်မျိုးနဲ့ထမင်းကညစာအတွက်လည်းပြင်ဆင်ရမှာလားဟဲ့ချွေးမလေးငါပြောပြီးသားလေငါတို့မိသားစုကဒီလိုစားတတ်တာလို့နွေရာသီမှာဒီလိုစားတာလွယ်လွယ်ကူကူအစာကြီးစေတယ်လေဒါပေမဲ့ရောက်ခမရေကျမထမင်းစားပြီးရင်ဘိုင်းမပြည့်ဘူး ျမပူရီစားချင်တာကောင်းပါပြီပြဿနာမရှိဘူးမနဲ့ပြန်မုံညက်တော့ဝယ်လိုက်မယ်ဒီနေ့တော့ထမင်းနဲ့ပဲဟင်းကိုအစင်ပြောင်းလှုပ်လိုက်တော့တနာစရာခင်းစိမ့်တရားယောက်ခမရဲ့ချူသားတွေစကားနဲ့သွေးဆောင်ခံလိုက်ရပါတည်းဒါပေမဲ့တပတ်နှစ်ပတ်ကြာပြီးတာတောင်နေတိုင်းပဲနဲ့ထမင်းမိတ်စားနေရပါတည်းဒီယောက်ခမငေါ့လှဲစားနေရပဲနေ့တိုင်းမုံညက်ဝယ်ပေးမယ်လို့ပြောပြီးငေါ့အချိန်ဆွဲနေတယ်ငါပူရီစားချင်စိတ်နဲ့တေးရတော့မယ် ဒေါသထွက်နေတဲ့ခင်းစိန်ကတမင်တကာထမင်းပြပြုတ်နဲ့ပင်းဟင်းကိုရေများများနဲ့ပေါ့ရှွနေအောင်လုပ်ပြီးကျွေးခဲ့ပါတည်းဖဖဖဖဒီပင်းဟင်းကဟင်းကြိုလိုပဲကြည်ကြည်ထမင်းကလည်းပြော့နေတယ်ပါလုတ်ထားလဲချွေးမလေးတလောက်ဈေးကြီးတဲ့ပါစမာတီဆန်နဲ့ဆန်ပြုတ်လောက်ထားတာနင်စိတ်နဲ့ကိုယ်နဲ့မကက်ဘူးလားဟမ်အမေအမေတို့အားလုံးဒီနေ့တော့တီးခံပါအောင်ပါစမာတီဆန်ကတဲရင်နဲ့ရေထဲတာများသွားတာချွေးမလေးနင်ပြင်ဆင်ထားတဲ့ပင်းဟင်းကတပြားဘူးတော့ရတာမရှိဘူး လူတိုင်းကမကြင်မနဲ့ပြောဆိုရင်စူညံစွာစားတော့ကြပါတည်းကြလေပြီလို့ပဲကောက်ကျစ်တဲ့ဒီရောက်ခမတွေရှေ့မှာငါလဲခတ်တန်တဲ့သူဖြစ်လာတော့မယ်ငါပူရီစားချင်စိတ်ပေါ်နေပေမဲ့ပဲအမျိုးစားဆယ်မျိုးနဲ့ထမင်းချက်ပြီးသူတို့ကြွေးနေကြတယ်ငါ့ကိုစိတ်ညံလှုပ်နေကြတာငါ့ကိုပါမှတ်နေကြတယ်မသိဘူးအခုဆိုရင်ခင်းစိန်ကနေတိုင်းတမင်ကပဲရီကိုတူးအောင်လှုပ်ရင်လှုပ်တယ်မဟုတ်ရင်ထမင်းကိုစားမရအောင်ဖြက်စီးပြစ်ပါတည်းဒါကြောင့်သူရောက်ခမတွေကသူ့ကိုကောင်းကောင်းကြီးစူပူကြတော့တာပေါ့ ကြည်ပောင်ဟဲဒီနေ့လေသူကပါစမာတီဆန်ကိုပြက်စီအောင်လှုပ်ထားပြန်မင်းနှင်းလို့ချွေးမတယောက်ရထားတာအတုံးကိုမဝင်ဘူးအရင်ကသူအစားစာကောင်းကောင်းချက်တက်ပါတယ်အခုတော့တမန်တကာဖြက်စီပြစ်နေတယ်လို့ပဲအမေအမေတို့တွေမှာစာနာစိတ်မရှိတော့ကျမကောက်ကျက်တဲ့နီလန်ကိုတုံးရတော့တာလေအမေတို့တွေကနေ့တိုင်းပဲမျိုးစားဆယ်မျိုးနဲ့ထမင်းစားပြီးတော့ပိုက်ဖြစ်နေကြတာတခြားသူတို့ကြတော့မစင်စားဘူးအစကတည်းကပူရီနဲ့အချင်းရနေတဲ့သူကထမင်းနဲ့ဘလို့အသက်ရှင်နိုင်မလဲကျမပူရီစားချင်စိတ်နဲ့သေတော့မယ် တကားပြောနေရင်လည်းခင်းစင်ငိုလာတော့လူတိုင်းကလည်းနောင်တရသွားကြပါတည်းချွေးမလေးရဲ့ငိုပါနဲ့ငါ့ကိုခွင့်လွတ်ပါနေရဲ့ကြိုက်နဲ့တတ်မှုတွေတော့ငါမမေးခဲ့မိဘူးငါအတင်းကျပ်ကိုလောက်ခဲ့တာပဲဒါပေမဲ့ဒီနေ့အစပဲနင်ပူရီကိုတောင်းတနေစရာမလိုတော့ဘူးနော်နောက်ဆုံးမှာတော့ရောက်ခမအင်းကပင်းဟင်းနဲ့ထမင်းစားတွေဒလိလေးပြောင်းလဲသွားခဲ့ပါတယ်အခုတော့ခင်းစင်ကတနေ့တစ်ချိန်ပင်းမျိုးစားစင်မျိုးနဲ့ထမင်းကိုချက်ပြုတ်ပြီးညဘက်မှာတော့ပူရီနဲ့ဟင်းသင်းရွက်တွေကိုချက်ပြုတ်ရတာကြောင့် ခင်းစိန်လည်းပဲစားကြင်တာမစားရတဲ့ဒုက္ခကနေကင်းဝေးသွားပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်